ကမ္ဘာရွှေစင်းတဲ့လူပြည်တွင်းရွှေစင်းစံချိန်တွေမြင့်တက်လာပြီးနောက်အာနာသိန်းစစ်ကော်မရှင်ကသူတို့ထုတ်တွေ့ပေါင်းချာနေတာရွှေရောင်းဝယ်ပြုလုပ်ကြဖို့ညွှန်ကြားလာတယ်လို့ရွှေလုံငန်းရှင်တွေကတန်လွင်တိုင်းကိုပြောပါတယ်။ရွှေဆိုင်တွေနေနဲ့အရင်ကမိမိတို့ဆိုင် အမှတ်သားပေါင်းချာနဲ့ရောင်းဝယ်ပြုလုပ်နေရမှာအခုခါမှာတော့စစ်ကော်မရှင်လောက်ခန့်တန်ဆာတာနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမှတ်နှစ်တထုတွေလုပ်ငန်းပေါင်းချာနေတာရွှေရောင်းဝယ်ပြုလုပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ရွှေရောင်းဝယ်ပြုလုပ်သူတွေဟာ စစ်ကောင်ရှင်ထုတ်ပေါင်းချရရှိဖို့အတွက်တက်တရုရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရမှာဖြစ်ပြီးလိုင်စင်ကြပါကသူတို့ထုတ်ပေးတဲ့ပေါင်းချကိုဝယ်ယူသုံးပြုရမှာဖြစ်ပါတယ်။ရွှေလုပ်ငန်းရှင်တို့ကတော့စစ်ကောင်ရှင်ရဲ့ညွှန်ကြားမှုဟာရွှေစင်းလုံးထွင်းချုပ်ဖို့လှုံ့ဆော်တာဖြစ်ပေမဲ့ရွှေစင်းလုံးဟာကမ္ဘာပေါ့စည်းတိုင်းရှိတာကြောင့်ဘလို့မှထိန်းလို့ရမှာမဟုတ်ဘူးလို့တန်လွင်တိုင်းကပြောပါတယ်။သူကကမ္ဘာရှင်ကြီးကအရင်မြင့်နေတော့ ပြီးလို့ရှိရင်ရွှေဆိုင်တွေကလည်းမလိမ့်တပတ်လောက်တယ်ပေါ့နော်ပြီးတော့အခွန်မဆောင်ဘူးပေါ့သူတို့အဲ့လိုယူဆရတယ်ပေါ့လေအဲ့တော့သူတို့ကဈေးနှုန်းတည်ငင်ရေးအတွက်နဲ့ထိန်းချုပ်ဖို့အတွက်လည်းပါတယ်ပေါ့နော်ဒါပေမဲ့ထိန်းချုပ်လို့မရအောင်လေပြည်စည်းကိုထိန်းချုပ်လို့သူတို့အဲ့ဒီလိုပုံစံမျိုးနဲ့သူတို့ထိန်းချုပ်မယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒါကအောင်မြင်မှာမဟုတ်ဘူးဒီဗောက်ချာစာအုပ်နဲ့ရွှေဈေးထိန်းလို့မရအောင် ။ဒါအပြင်စစ်ကော်မရှင်ထုတ်ပေးတဲ့ဘောင်ချာနဲ့သာအယောင်းွယ်ပြုလုပ်ရမယ်လို့ဆိုပေမဲ့သူတို့သတ်မှတ်တဲ့ရင်ညွှန်းစည်းဟာဆိုရင် ကာလပေါက်စည်းတိုင်းလက်တွေ့မကျသလိုဘယ်မှမဝယ်ယူလို့မရတဲ့ဈေးနှုန်းဖြစ်တာကြောင့်ရှေ့ဈေးနှုန်းတွေကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။ဈေးကွက်တွင်းမှာတော့စစ်ကော်မရှင်ထုတ်ပေးတဲ့ဘောင်ချာမှာသူတို့သတ်မှတ်တဲ့ဈေးရေးပြီးဆိုင်ဘောင်ချာမှာတော့ကာလပေါက်ဈေးတိုင်းရေးက ရောင်းချတာရှိတယ်လို့တချို့မှောင်ကိုရောင်းချမှုတွေပါရှိလာတယ်လို့ရှေ့လုပ်ငန်းရှင်တွေကဆိုပါတယ် စစ်ကောင်ရှင်လောက်ခံတတရုရွှေရင်းညွန်စေးသက်မှတ်ရေးကော်မတီကစံချိန်ပြီးရွှေတကြက်သားကိုချက်59သိန်း9000သက်မှတ်ထားပေမယ့်ပြင်ပပေါက်ဈေးမှာတော့88သိန်းဝန်းကျင်ထိမြင့်တက်နေတာဖြစ်ပါတယ်။